ရုရှားကိုရောက်နေတဲ့အကြမ်းဖက်ကောင်းဆောင်မင်းအောင်လှိုင်ကနျူကလ িয়ার ဓာတ်ပေါင်းဖို့တိဆောက်လိုတဲ့အပြင်အာဂတစူးစမ်းလင့်လာရေးဂျိုဒုပါလွတ်တင်ပြန်တယ်ပြန်ချင်းပြန်တယ်တဲ့နော်အဲ့တော့အာဂါတာကိုမစူးစမ်းပါနဲ့အောင်လောလောဆယ်ကျူကျူလှလက်ဝက်တစ်ခွက်ပဲနှမ်းဆန့်အောင်အရင်စူးစမ်းအောင်လို့ပြောရမယ်။နော်။နောက်တစ်ခုကဒီကောင်ကတော်တော်အကြံကြီးတယ်။အကြံကြီးတယ်ဆိုတာကမင်းအောင်လိုင်လက်ရှိတွန်းနေတဲ့ trend ဒီကိုမောင်မောင်နဲ့တတိပေးထားတာရှိတယ်။အဲ့ဒါကဘာလဲဆိုတော့မင်းအောင်လိုင်လက်ရှိပေါင်းနေတဲ့ဒူတွေကိုကြည့်လိုက်ပါ။ နော်အမေရိကန်တမန50တာပြောင်းသွားတယ်ပူတင်မပြောင်းသေးဘူးရှီကျင့်ပင်မပြောင်းသေးဘူးမြောက်ကိုရီးယားတမန်ဟန်နေခေါင်းဆောင်ကင်ဂျောင်မပြောင်းသေးဘူးအဲ့တော့အဲ့ဒီဒူတင်နဲ့တွားပေါင်းတယ်ခဏခဏတွားတယ်နောက်ဆုံးဟိုမှာခွေးနှစ်ကောင်ကြိုက်တဲ့ပွဲရအစတွားတယ်မင်းအောင်လှိုင်ဟာအခု2008အခြေခံဥပဒေကိုတည်တည်ချာချာစရင်ပြုစုဖို့သူတို့စစ်တပ်ကကောင်တွေကိုတာဝန်ပေးပြီးခိုင်းလိုက်တယ်အဓိကဒီ2008အခြေခံဥပဒေရဲ့ပြော့ကွက်ဟာကွက်တွေကို အစီအကံတင်ပြဖို့ဘယ်နေရာမှာဘယ်လိုဥပဒေကိုလျှော့လို့ရမလဲဘယ်နေရာမှာဘယ်လိုဥပဒေကိုတိုးလို့ရမလဲစသဖြင့်ဒီအဓိကတော့တစ်ချိန်ကဥက္ကဋ္ဌတုံးတက်တွားသလိုပေါ့နော်အဲ့ဒီဟာလှုပ်ဖို့အတွက်ဆိုတော့မင်းအောင်လှန်ရဲ့ရီမန်းချက်ဒီလောလောဆယ်အာနာကိုလက်လွတ်ဖို့လုံးဝမမြင်ဘူးဆိုတာသိကြတယ်သိကြတယ်မင်းတို့ကမင်းတို့ကြိုက်တဲ့ရွေးကောက်ပွဲမကတော့ရွေးကောက်ပွဲအဖေပဲလှုပ်လို့မင်းအောင်လှန်ဟာမြန်မာနိုင်ငံရဲ့အာနာကို ရှင်လေးရဲ့မထွက်တာသိကြတယ်နော်သိကြတယ် အဲ့ဒီအတွက်ဒီပေါ်မှာလည်းအခုဒါဒီကိုမမောင်တို့ဘာလို့ဆိုစစ်တပ်ကိုတစ်ချိန်လုံးထောက်ခံတာနဲ့ဒူတွေဖြစ်ပေမဲ့လုံးဝကိုမင်းအောင်နိုင်ကိုခါခါတီတီထောက်ပြလာပြီးဝေဖန်လာပြီးပြောဆိုလာပြီးမင်းအောင်နိုင်ရဲ့စောက်တလဲလောက်ရက်တွေကိုနော်စစ်တပ်ထဲမှာလည်းလက်ရှိမင်းအောင်နိုင် အာနာယူမစစ်သားဘလောက်ပြောရမယ်အခုဒီမှာဝိုင်းပေါ်မှာဒုတိယဗိုလ်မှူးကြီးအဆင့်နော်ထေွားတယ်ပြည်သူတွေကဗိုလ်မှူးတို့ဗိုလ်ကြီးတို့ဒုတိယဗိုလ်မှူးကြီးတို့နော် ဘူဂျုံလို့တေရလာတော့တိတ်အာယုံမလာတော့တဲ့အနေထားဖြစ်လာတော်လန်ကြီးကရေချိန်ဘလောက်မြင့်လာလဲနော်စစ်သားတွေရဲ့ပေချေမှုဘလောက်နှုံးမြင့်လာလဲဆိုတော့အဲ့ဒါလက်တွေပဲအရင်ခက်ကဆိုရင်စစ်သားလေးတယောက်နဲ့တေတော့အာပျော်လိုက်ကြပျော်လိုက်ကြတာအခွေးတွေတေတယ်ခွေးတွေတေတယ်ဟဲ့အခုဆိုရင်ခွင်းကပြောလို့ပေပြီဟဲ့ဆိုရင်အစွန်းလိုက်အပြုံလိုက်နော်ဟိုမှာညိုသိမ့်တိုက်ပွဲတစ်ခုဆင်သွင်းတယ်လမ်းပြီးမြောင်းထဲမှာအကုန်အပြည့်လိုက်ခွေခောက်ပြီးသေးနေတာအိုးဟမ် အဲ့ဒီစစ်သားတွေရဲ့သားမယားတွေမိသားစုတွေသားတွေသမီးတွေမယားတွေဖေမအေတွေရင်းနဲ့ဝင်ကြည့်စမ်းဗျာမင်းအောင်နိုင်အစားမဖြစ်ဘူးနော်အစ်စေပဲမင်းအောင်နိုင်အဲ့တော့မင်းအောင်နိုင်အာနာကျွန်တော်အမြင်မင်းတွေကြစကားတခုရှိပါတယ်ဒီနေ့ချိန်ဒီအဲ့ဒီစကားဘယ်ဘောမှမပြောရသေးဘူး2021မင်းအောင်နိုင်အာနာယူတဲ့ကနေဒီနေ့ရောက်နေတဲ့အချိန်ထိမင်းအောင်နိုင်အာနာယူလို့မြန်မာနိုင်ငံမှာရှိတဲ့မြမတတ်မတော်ဆိုတဲ့စစ်သားဘလောက်ပေခဲ့ရပြီ နော်အခုစစ်မှုထမ်းအရင်ရှိပြီးသားစစ်သားသေးတာကိုမပြောနဲ့ဘူးစစ်မှုထမ်းအပတ်စဉ်20ထိရောက်ပြီအင်အား6000ကျော်ပြီလက်ရှိစစ်မှုထမ်းတပ်သားတွေဘလောက်ကြံနေလဲအဲ့ဒါအဖြေပဲတိုင်းပြည်အတွက်လည်းမဟုတ်ဘူးပြည်သူအတွက်လည်းမဟုတ်ဘူးနောက်ဆုံးဒီစစ်သားတွေရဲ့တိဆောက်ထားတဲ့တပ်မတော်အတွက်လည်းမဟုတ်ဘူးမင်းအောင်နိုင်တို့မိသားစုအပါဝင်စစ်ဘိုလ်ချုပ်လူတစုမိသားစုအာနာရရဲ့အတွက်ဒီတိုင်းပြည်မှာ ဂုတ်တွင်းစုပ်လို့ရရေးအတွက်ဘာဖြစ်လို့ဂုတ်တွင်းစုပ်တဲ့စကားကိုပြောရတာမင်းအောင်လိုင်းအာနာသိပြီးအာနာလုနေပြီးမှအာနာမရသေးဘူးနော်အာနာမရသေးဘူးနော်2021ကနေအခု2025အထိမင်းအောင်လိုင်းသားအောင်ပြေဆုံးဟာနိုင်ငံရဲ့ project ကိုဘယ်နှခုရသွားပြီလဲတပြစ်ကောင်တွေဝင်ဆွဲလို့ရတာတာမန်ပြည်သူဝင်ဆွဲလို့ရတာအဲ့ဒါအဖြေပဲနော်အဲ့တော့အဲ့ဒါကိုထောက်ခံနေတဲ့ကောင်တွေကခေါင်းစင်းသားကြီးပေါ့ချင်းချင်းလေးပဲဟုတ်တယ်နော်အဲ့တော့ ူတို့မိသားစုအာနာယူအတွက်အောက်ခြေဘွားတွေပိစက်နေရတာเนาะအခုနေအမှဒုတိယဗိုလ်မှူးရဲ့တဲ့ထင်ကိုကျွန်တော်ဖတ်ပြပါမယ်။ကချင်းပြည်နယ်ဝိုင်းမော်မြို့နယ်လမြန်ကြီးရွာတို့ထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းမှခမရ318တိုက်ရင်မှုဒုတိယဗိုလ်မှူးကြီးမှတိုက်ပွဲအတွင်းရရှိသောဒဏ်ရာများဖြင့်တေဆုံးသွားကြောင်း KIA စစ်ရေးတရင်းတွေကရန်ကုန်ခေတ္တတရင်းဌာနတံပြောဆိုလေ။ဇမန်နေ့စက်တင်ဘာလ26ရက်နေ့ဝိုင်းမော်မြို့နယ်လမြန်ကြီးရွာတွင် KIA တပ်နှင့်စစ်တပ်အကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အဆိုပါတိုက်ပွဲတွေတနိုင်းမြို့နယ်အခြေစိုက်ခမ်းမရ38တပ်မှတိုက်ရင်မှုဒုတိယဗိုလ်မှူးကြီးမှဒဏ်ရာရရှိခဲ့ကြောင်းအဆိုပါဒဏ်ရာရရှိတော်တိုက်ရင်မှုကိုစေကုတနိုင်ရဲ့မြစ်ကြီးနားမြို့တို့ပြန်လည်ပယ်ဆောင်စဉ်လမ်းခရီးတွင်မတာပေါ်သွားခြင်းဖြစ်ကြောင်းသိရှိရတယ်သတင်းထဲမှာရေးတာတော့တိတ်ဆုံးဝိုင်းဖြစ်ကြောင်းမရေးတယ်ကျွန်တော်ကတိတ်ဆုံးဝိုင်းနဲ့မတင်းတိတ်နိုင်ဘူးဝိုင်းမော်လက်မြန်ရွာတိုက်ပွဲမှာ တနိုင်းမြို့နယ်အခြေဆိုင်ခမရ38တန်ရင်မှုပြင်းထန်တန်ရန်ရပါတယ်အဲ့ဒါမြစ်ကြီးနားကိုကားနဲ့တဲရင်လမ်းမှာပဲသေဆုံးတော့ပါတယ်ဟုတ်ကဲ့စီးရင်တတိမြစ်ကပြောဆိုတယ် KIA ပူပေါင်းတပ်များက2024ခုနှစ်မတ်လကစပြီးဝိုင်းမော်မြို့နယ်တွင်းရှိစစ်ကောင်စီဂိတ်စခန်းများကိုထိုးစစ်ဆင်ပိုက်ခိုက်ခဲ့ရာခမလာခလာရ58တပ်ဝူယံပြည်သူစစ်စခန်းမြို့မရဲစခန်းမှာလွဲရဲဝိုင်းမော်မြို့နယ်အတွင်းရှိစစ်စခန်းများအားလုံးကိုတိမ့်ပိုက်ခဲ့ကြောင်း KIA တိမ့်ပိုက်ခဲ့တော့စစ်စခန်းများတွင်လျှံမြန်ဒေတာနှင့်ဝန်တလျှောက်မှစစ်စခန်းများလည်းပါဝင်ကြောင်းသိရှိရတယ်။စစ်တပ်ကရခိုင်ဩဂတ်စ်လ20ရက်ကြော်ပိုင်းမှစတင်ပြီးလျှံမြန်ဒေတာတို့ထိုးစစ်ဆင်လာကြောင်းထို့ထို့ထိုးစစ်ဆင်လာသည့်အတွက်တိုက်ပွဲများပြင်းထန်ဖြစ်ပွားခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုများလည်းတောက်လျှောက်ဆိုးသလိုလက်စစ်လက်ရောက်ဆိုးသလိုစစ်တပ်ကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရတယ်။ဒီဘက်ကထိုးစစ်မဆင်ခင်စစ်တပ်ကအင်အားတွေဖြည့်ပြီးသူတို့စခန်းတွေပြန်ရဖို့ထိုးစစ်ဆင်လာတာ။ ခလာရ58နဲ့ဝီယံစကန်ဂိတ်တွေမှာသူတို့အင်အားတွေတောက်လျှောက်ဖြစ်ပြီးအဓိကဝိုင်းမော့အသိန်းခံရမှာကြောက်တော့အင်အားတိုးပြီးချလာတယ်အဓိကလက်မြန်ကိုသူတို့တိန်ကျင်တော့သိုးစစ်ဆင်းနေတာဝိုင်းမော့ဘက်ကသိုးစစ်မဆင်ခင်သူတို့ကလက်ဦးအောင်တိုက်တာတို့ပြောလို့ရတယ်ဦး KIA စီးသတင်းမြင့်ကရှင်းပြတယ်စစ်တပ်ကသိုးစစ်ဆင်ခြင်းဤရွေချက်များတွင်ဝိုင်းမော့မြို့နယ်တွင်ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ရည်ရွယ်ချက်ရှိပုံရကြောင်းဝိုင်းမော်ဘက်သို့စစ်တပ်ကအင်အားများဖြင့်တင်းရတွင စစ်မှုထံတပ်သားတဲ့အများပြပါဝင်နေကြောင်းနေကိုတွေ့ရကြောင်း KIA စီးရေးသတင်းတွေကရှင်းပြပြောဆိုတယ်နော်ဝိုင်းမော်ဘက်မှာဖြစ်သွားတဲ့ဟာဒီကိစ္စနဲ့ပတ်သက်လို့အောက်မှာရှိတဲ့တပ်မှုတွေပုံမှုတွေတော်လိုင်းအင်အားစုတွေတတိထားမိမယ်ထင်ပါတယ်အဲ့ဒါကတော့တတိမထားမိတဲ့ဒူတွေရှိလို့ရှိရင်လည်းကျွန်တော်ဒီကနေနည်းနည်းတတိပြေးကျင်တယ်အဲ့ဒါဘာလဲဆိုတော့လက်ရှိတနင်္လာရီတိုင်းရစပြီးတော့ဟိုးမြန်မာနိုင်ငံမြေပုံအစွန်းထိသူတို့အခုတနင်္လာရီကင်းပြီနေမှာဆိုရင်ခုနကပြောတိုက်ခန့်တီတိုက်ခန့်တီတိုက်ခန့်တီလာတယ်နောက်ဆုံး မြဝတီမျိုးစောက်တက်မှာကြံတယ် BGF ကူညီနဲ့အဲ့တော့ဒီဘက်ကသိန်းခံထိတဲ့စကမ်းမှန်တဲ့မြခွေးတွေအကုန်လုံးကအဲ့ဒီမျိုးစောက်တက်မှာတွားစုတယ်အင်အားဖြည့်တယ်အင်အားဖြည့်တယ်လူဖြည့်တယ်လက်နက်ဖြည့်တယ်ရိတ်ကဖြည့်တယ်ပြီးတော့ဗာပြန်လုပ်တယ်ထိုးစစ်ပြင်ဆင်တယ်အဲ့ဒါလိုပဲအခြားသောဒေတာတွေမြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ဒေတာတွေတော်လိုင်းအခုရခိုင်တစ်ခုဘာဖြစ်လို့မစင်နိုင်တာလဲဆိုတော့ရခိုင်မှာကအဲ့လိုကွက်ချမ်းမထားခဲ့လို့ ရခိုင်မှာကအကုန်ပြန့်သိမ်းထားတဲ့အတွေ့သူတို့ပြန်ပြီးတော့ခြေကုပ်ပြန်ယူလို့မရဘူးအချားနယ်တိုင်းနယ်တိုင်းတွေမှာကစကန်းနေတော့တိမ်းတယ်အခုဝိုင်းမော်ဘက်မှာလို့ဝိုင်းမော်ကအကုန်တိမ်းထားတယ်ဒါပေမဲ့ခုနကပြောသလိုကြံခဲ့တဲ့စကန်းကြံခဲ့တယ်အဲ့ဒီကြံခဲ့တဲ့နေရာမှာသူကရှိပြီးသားအဲ့ဒီတန်တေဆိုတဲ့စစ်ခွေးအဟောင်းနေနဲ့လက်ရှိစစ်မှုထမ်းတပ်သားတစ်တွေကိုမွေးစေးတွေကျွေးတယ်စေးဆွဲအောင်လုပ်တယ်အဲ့ဒီမှာအင်အားပြည့်တယ်ပြီးအဲ့ဒီအင်အားလုံးရင်းနဲ့ရှေ့တန်းထိုးတယ် စစ်တောင်းထိုးပလိုက်တယ်ထိုးပလိုက်ပြီးဘာလုပ်လဲနယ်မြေဆိုးမှုလောလောလတ်လတ်နောက်ပိုင်းနဲ့မပိုင်းနဲ့တို့မတည်ဘူးလောလောဆယ်နယ်မြေထက်ချက်ပြီးဆိုးမိုးသွားနိုင်ဖို့အရေးကြီးတယ်အဲ့ဒီချိန်ဆိုးမိုးတာနဲ့ရွေးကောက်ပွဲအဲ့ဒီနယ်မြေမှာဘတ်ကလေးကျင်းပါပြီးကောက်လုပ်လိုက်မှာအာရွေးကောက်ပွဲအောင်မြင်သွားပြီဆိုတဲ့အချိန်နဲ့တရားဝင်ဖြစ်မှုရအောင်လုပ်မှာဒါဟာလက်ရှိစစ်တပ်ကတွားနေတဲ့လမ်းကြောင်းကြိတာနဲ့မြင်တယ်အဲ့တော့ပြောချင်တာကနယ်မြေနယ်မြေတိုင်းမှာခြေကောက်ခွင့်မပေးထားနဲ့ ခြေကောက်ခွင့်ရှိလို့ရှင်နဲ့အဲ့ဒီခြေကောက်တဲ့နေရာကအင်အားဘလောက်စုမိပြီလဲဘယ်ကိုဥတည်နေတဲ့ဆိုတာကိုတတိထားဖို့အောက်မှာရှိတဲ့တော်လိုင်းတပ်မှုတွေအားလုံးလိုအပ်ပါတယ်လက်ရှိသူတို့လုပ်မဲ့အကွက်ကအဲ့ဒီကွက်ပဲရွေးကောက်ပွဲအတွက်ကိုတီးနဲ့ထိုးစစ်လိုက်စင်းနေတာဒါရှိချင်းလေးပဲနော်အဲ့တော့ရွေးကောက်ပွဲကနေသူတို့တေယဝင်မှုရအောင်လုပ်တယ်အဲ့ဒီပေါ်မှာတော်လိုင်းအင်အားစုတွေကဒီနေမှာပွင့်လင်းပြောရရင်ကျွန်တော်တို့လည်းစိတ်ပူတယ်အန်ယူဂျီအနေနဲ့ဘလောက်လောက်နိုင်မလဲအဲ့ရွေးကောက်ပွဲကိုကန့်ကွက်ပါတယ်အခုဒီနေ့လည်းအန္တန်ဒီယား မိဖက်အဖွဲ့တွေနဲ့နော် RND ရဲ့ဘောလုံးဆောင်ကော်မတီအကျင်းကြတဲ့မိဖက်အဖွဲ့တွေနဲ့ပေါင်းပြီးတော့ရွေးကောက်ပွဲကိုအဲမပြည့်မြအောင်ဘယ်လိုပြောမလဲရွေးကောက်ပွဲပြည့်ပြည့်အောင်လုပ်မယ်ပေါ့ဆိုတော့ဘလုံးပုံစံတွေနဲ့လုပ်မှလည်းဆိုတဲ့အပေါ်မှာပြည်သူအများစုကတော့တကယ်ကိုစိတ်ဝင်စားတယ်စောက်ညော်တယ်စစ်နောက်ဆုံးကျွန်တော်ဒီတော်လိုင်းဘက်ကနေမဟုတ်သူတို့စစ်တပ်ကိုထောက်ခံတဲ့အတိုင်းဝိုင်းကလည်းအဲ့ဒါကိုတို့တအားစိတ်ဝင်စားတယ်တော်လိုင်းအင်အားစုဘက်ကဒီသူတို့ရဲ့ရွေးကောက်ပွဲကိုအရာမထင်အောင်ပြည့်ပြည့်အောင် ဘလို့ပုံစံလုံးပါလေလူအများစုနားလည်ထားရတော့ဒီရွေးကောက်ပွဲကဖြစ်ကိုဖြစ်မယ်ရွေးကောက်ပွဲကျင်းပဖြစ်အောင်ကျင်းပမယ်ဒါပေမဲ့အဲ့ကျင်းပဖြစ်ပြီးဟိုဘက်အလွန်မှာနိုင်ငံတကာတန်ကြီးတမန်ကြီးမှာ NUG မှာရှိတဲ့နိုင်ငံအဓိကနိုင်ငံခြားဝန်ကြီးဒေါ်စင်မှာအောင်လို့တကွဒီကိုယ်စလဲရီအနေနဲ့ဘလောက်ထိစတောင်းဖြစ်မယ်ဘလောက်ထိစွမ်းနိုင်မလဲထို့တူပဲအခြားသောတိုင်းနာအိယဝဲစီအပါအဝင်နော်ဒီမိဖက်အားလုံးအောင်ဘလောက်ထိလောက်ကြမလဲ ရွေးကောက်ပွဲကိုကန့်ကွက်ပါတယ်အော်နေုံပဲလားဒါမှမဟုတ်ထိရောက်တဲ့အစီအမံတွေဘာတွေလုပ်ထားလဲဒါကအင်မတန်အရေးကြီးပါတယ်ဘာဖြစ်လို့လဲဒီရွေးကောက်ပွဲအလွန်ဟာကျွန်တော်တို့တော်လှန်ရေးရဲ့69ရာခိုင်နှုန်းကိုအဆုံးဖြတ်ပေးသွားနိုင်ဘာဖြစ်လို့69လဲဆိုတော့မင်းအောင်နိုင်ရှောင်းရင်လည်းမင်းအောင်နိုင်ကိုကျွန်တော်တို့တိုက်ထုတ်ပလိုက်ဖို့ဖြိုပလိုက်ဖို့မခိုင်းတော့ဘူးအကယ်၍မင်းအောင်နိုင်ကတရားဝင်မှုဖြစ်သွားပြီဆိုလဲတော်နိုင်ရေးဘက်ကရှုံးဖို့တိကျနိုင်တော့တန်းနေ ရှုံးဖို့69ရာခိုင်နှုန်းတေချာသွားပြီ။ဒါကိုအားလုံးအတိတ်တိရှိဖို့အရေးကြီးတယ်။ချင်းပြောင်းကျွန်တော်တို့ကစိတ်ပူတယ်။စိတ်ပူတယ်ကြောက်လို့မဟုတ်ဘူး။ဒီလိုမျိုးဒီကောင်တွေကလူယုံမာတွေကရန်သူကလေရန်သူပလန်တလန်းချင်းသွားနေတာ။အဲရန်သူကအဲ့တစ်ခွက်မှနောက်ပြီးသူတို့ဘက်မှာအခုဆိုဗျာကျွန်တော်ပြောမှတော်လန်ရင်းနဲ့မင်းအောင်ဘက်နော်။ဘယ်ဘက်ကရှုံးနေတာလဲ။မင်းအောင်ဘက်ကခွက်ခွက်လန်ကိုရှုံးနေတာတန်ကင်းတမန်ကင်းကိုစစ်ရေးရောအကုန်ရှုံးနေတာအားလုံးသိတယ်နော်။ဒါပေမဲ့ တယောက်နဲ့တယောက်စိတ်ဝင်ကွဲပြီးတော့ဖတ်တာပါလားဆက်လျှောက်စိတ်တော့ကွဲနေတာဘယ်ဘက်ချမ်းလဲကျွန်တော်တို့ဘယ်ချမ်းနိုင်နိုင်နေတဲ့ဘက်ချမ်းဖြစ်နေတာဟမ်ဘယ်လိုမျိုးတာရှောင်းကြရင်ဘယ်လိုဖြစ်ကြမလဲမသိဘူးအချင်းချင်းပြတ်တက်ကြမလားမသိဘူးကဲစဉ်းစားကြည့်အဲ့တော့ကျွန်တော်တို့ဘက်မှာစီလုံးမှုညီညွတ်မှုတွေတည်ဆောက်ဖို့အများကြီးလိုနေတယ်နော်နောက်ပြီးတော့ဥဆောင်နိုင်တဲ့ဒူတွေကိုနေရာပေးဖို့လည်းလိုအပ်တယ်ကျွန်တော်တို့ကတော်လှန်ရေးမှာပါဝင်နေဆိုတာကတော်လှန်ရေးမှာပါဝင်လိုက်ပြီဆိုတော့အကျိုးအမြတ်ကိုဘာတစ်ခုမှမရှိတော့ဘူးပေးဆက်ကဖို့တီတီပဲ ဘလောက်ပေးဆက်ကမှလဲအဲ့ဒါပဲမူတည်တယ်နော်နောက်ဆုံးကိုလှုပ်အားကနေကလှစင်ထဲတဲ့လူကလှုပ်အားကတော့ပေးဆက်ကတယ်ဘဝအီးကြီးမီထောက်ဖို့လောက်တဲ့လူကဘဝလောက်ရင်းမီထောက်ဖို့လောက်ကတယ်အရှိမအသက်ပါပေးပြီးတော့တိုက်တဲ့ရဲဘဝအသက်ပါပေးပြီးတိုက်တာလေအဲ့တော့တော်လန်ရေးစီကနေယာဒူးတို့နေယာတို့လှုပ်ပိုင်ခွင်းတို့ပိုချိုးစည်းဘွားတို့ညှော်ခိုးပြီဆိုရင်အဲ့ဒီဟာကျင်းနေတယ်အဲ့ကောင်တော်လန်ရေးမဟုတ်တော့အောက်တန်းသားပဲဒါကြောင့်မလို့ဒီတော်လန်ရေးအလွန်ကာလကအရင်အရေးကြီးပါတယ် စစ်ကောင်စီတပ်သားတွေအနေနဲ့အဲ့ဒီကာလလေးကိုပဲသူတို့အားတင်းထားတာအဲ့ဒီကာလကိုကျွန်တော်တို့နိုင်အောင်ဖြိုးနိုင်ရင်မင်းအောင်မပြိုပါဘူး